္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဖျားပြင်းမုံနိုင်ကြီးမယ်လီစာကြောင့်ကာရိဘီယံနိုင်ငံတွေမှာလူ30ကျော်သေဆုံးမကြုံစဘူးစံတန်းပြင်းထန်လိုက်မုံနောင်ကြီးကြောင့်ကာရိဘီယံပင်လယ်တဲကကျောင်းနိုင်ငံတွေမှာဆူဆူဝါလူ30ကျော်သေဆုံးပြီးထိခိုက်ပျက်စီးမှုတွေများပြားဖြစ်ပေါ်ခဲ့တယ်အခုနှစ်အတွက်ကမ္ဘာပေါ်မှာဖြစ်ပေါ်ခဲ့သမျှအပြင်းထန်ဆုံးလေမုံနိုင်ကြီးဖြစ်တဲ့ဟာရီကိန်းမယ်လီစာကြောင့်ဂျမေကာဟေတီဒိုမီနီကန်နိုင်ငံတွေမှာလူသေပြောက်တဲ့နေကြခဲ့ရတာဖြစ်တဲ့ လလောဆယ်မှာတော့မုံတိုင်းဟာဘာဟားမတ်စ်နိုင်ငံကိုဖြတ်သန်းပြီးရှေ့မြောက်ဘက်အတ္တလန္တိတ်သမုဒ္ဒရာစီဆက်လက်ရွေ့လျားလေးနဲ့မုံတိုင်းလမ်းကြောင်းပေါ်မှာရှိတဲ့ဗီတိန်ပိုင်နဲ့ဘာမြူတာကျွန်းမှာတော့မုံတိုင်းအနေနဲ့အရေးပေါ်တတိပိတ်သက်ထုတ်ပြန်ထားရတယ်။မုံတိုင်းတန်တင်းကဲနိုင်ငံတွေမှာမကြုံစဘူးဆိုရအပြည့်စင်ကြုံခဲ့ရတယ်လို့နိုင်ငံတကာချက်ချင်းညီဖွဲ့ကပြောတယ်။အစောပိုင်းကအသေးပြောက်ကို40ကျော်လို့ကြေညာခဲ့ရနောက်တော့30ကျော်ပြည့်ပြန်နဲ့လျှော့ချခဲ့တယ်။ လောလောဆယ်မှာတည်ဆောင်းသူ34ဦးထိဆင်းရထားပြီးအများဆုံးကဟိတီမှာဖြစ်ပြီး25ဦးရှိခဲ့တယ်။မုံတိုင်းလမ်းကြောင်းမှာတက်တက်ကြီးကြောက်ခဲ့တဲ့ကြောင့်မိကောင်မလည်းရှေ့ဦးသေးဆောင်ခဲ့တယ်။မယ်လီဆိုင်းလေတိုင်တော်အမြင့်ဆုံးချိန်မှာတနအိ295ကီလိုမီတာနှုန်းတိရောက်ရှိခဲ့ပြီးအခုနှစ်ကမ္ဘာပေါ်မှာဖြစ်ပေါ်သမျှမုံတိုင်းအလုံးထဲမှာလေတိုင်တော်အမြင့်ဆုံးအပြင်းဆုံးဖြစ်သက်မှတ်ခံခဲ့ရပါတယ်။ မုံလိုင်းရဲ့ရွေလျားနှုန်းကတော့ရဲနှစ်ခွေပြီးအဲ့ဒီအတွက်လည်းဖြတ်တန်းတိုက်ခိုက်ရလမ်းကြောင်းတစ်လျှောက်ဒေသတွေကမုံလိုင်းရဲ့ဖြတ်စရာတန်ကိုပုံပြီးပြင်းပြင်းထန်ထန်ခံစားရပါတယ်။အော်တိုဝါ၂၀ကွယ်နေမှာတော့ဂျမေကာဝန်ကြီးချုပ်အန်ဒရူးစ်ဟိုနက်စာမုံတိုင်းကြောင့်လူသေးပြောက်တွေဖြစ်ပေါ်ခဲ့ရ။စိတ်အလီစပတ်မျိုးကိုကိုယ်တိုင်တွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်။အပြင်စီးတွေကိုဝင်ကနေရိုက်ကူတိုင်းဗီဒီယိုကိုလူမှုကွန်ရက်ပေါ်မျှဝေရင်း Honest ကထိခိုက်တံကအရင်ကြီးမပြင်းထန်ကြောင်းအတိုင်းမဲ့အဆွေရပြန်လည်ထူထောင်ရေးကိုအစွမ်းကုန်ဆိုင်ဖို့အစီအစဉ်တွေရေးဆွဲနေကြောင်းရေးသားထားခဲ့ပါတယ်။ ဂျမေကာမှာတော့မုန်တိုင်းကြောင့်တဲတဲတန်တန်ရွာသွန်းတဲ့မိုးရေကြောင့်မြို့တော်ကင်စတန်ကရက်ွက်တွေပောင်းပြီးနေရာများပြားရေမြုပ်ကုန်ပါတယ်။လေပြင်းနေဆောင်လည်းတစ်ပင်နဲ့တက်တိုင်နေကြိုးကုန်ပြိုလဲကုန်ပြီးအိမ်မိုးတွေလည်းလေထဲမှာလွင့်ပြန်နေခဲ့ပါတယ်။ဂျမေကာပြီးမှမုန်တိုင်းဝင်ရောက်တာခံခဲ့ရတဲ့ဂျူဘာနဲ့ဖတ်စမာကအခြေအနေတွေကိုတော့လုံးဝဆယ်မသိရသေးဘူး။မဲလီဆာဟာကာရီဘီယံပင်လယ်ပြင်ကနိုင်ငံတွေကိုဆွေရမှွေနှောက်ဖြစ်စီခဲ့ရှာကတော့တန်တရားမရှိကြဟိုနက်စ်ကမှတ်ချက်ပြုထားတယ်။ဆလဘီမန်လီတိုင်းကနေမြေကိုဆက်လက်ကာကွယ်မယ်လို့ ထရအိုင်ပြွာချင်းညာမန္တလေးတိုင်းတွင်ရှင်နေမြေတဲ့တော်လိုင်းဆိုင်လုပ်ငန်းတွေမှာတော့အင်အားပြည့်နဲ့ကြိုးစားစာနေရရှိကြောင်းပြည်သူကာကွယ်ရေးတပ်တော်ထရအိုင်ပြွာကနေဒီကနေ့ထုတ်ပြန်ကြေညာပြီးရှီမတ်ချက်ရအတွင်ဝင်တော်မယ်လို့အသိပေးတယ်တီအန်အလေးကမန္တလေးတိုင်းမိုးကောင်းတဲ့ရှမ်းမြမိုးမိတ်မျိုးတို့ကနေစုခွာဖို့စစ်ကောင်စီနဲ့သဘောတူအပြည့်ရစဲကြောင်းကြေညာခဲ့ပြီးနောက်မန္တလေး PDM မိုးကုတ်ပြွာတို့ကထိန်းချုပ်နယ်မြေကာကွယ်သွားမယ်ကြောင်းကြေညာခဲ့တယ်လို့စင်ကုတ်တပိတ်ကျင်းနယ်မြေကအများစုအပါအဝင်အင်အားများစွာနဲ့စုဖွဲ့ထားတဲ့ TI ပြွာကလည်းတပ်ဖွဲ့သဘောထားကိုအခုလိုကြေညာခဲ့တယ် အမျိုးသားညီညွတ်ရေးဆိုင်ရာကာကွယ်ဝင်ကြီးဌာနမန်လေးတိုင်းစစ်ဌာနကိုကဲမော်မရှဲပြောအဖြစ်ဖြစ်တာနဲ့ညီမန်လေးတိုင်းတွင်းရှိနေမြေရဲ့တော်လိုင်းဆန်အလုပ်ငန်းတွေမှာအင်အားပြင်းတဲ့ကျိုးစားစားနေလျက်ရှိပြီးမိဘတော်လည်းအားဆွေနဲ့တွေ့ဖက်ကမိမိတို့မွေးဖွားအခြေတရားဒေတာကိုကာကွယ်မယ်လို့အတိပေးထုတ်ပြန်တယ်အဲ့ဒီကာကွယ်ပြီးရှင်မချက်ဖြစ်တဲ့ Federal Democracy စနစ်စီကိုခက်ခဲများစွာခြားကဆက်လက်ကြည့်တဲ့တိုင်ပွဲဝင်သွားမယ်လို့ဂရီသစ္စာပြုကြောင်းတရားရုံးကထုတ်ပြန်ကြေညာတယ်။ ဆက်လက်ပြီးရှင်နဲ့တွေ့ဆုံဆွေးနွေးခဲ့မှုကိုကျင်းပကြောင်းထရန့်ပြောမြေရှားတပ်ထုကိစ္စပြဿနာမရှိနိုင်တော့လို့ဆိုသူသမ္မတရှင်ချင်းဖြစ်နေတွေ့ဆုံဆွေးနွေးမှုအောင်အောင်ကျင်းနေစရာဖြစ်ခဲ့လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောတယ်အရှောက်ခီစီယံနောက်ဆုံးပိုင်ဖြစ်တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ကနိုင်ငံတကာလေးစိတ်ထံမှာရှင်နဲ့ဆွေးနွေးခဲ့တော့ထရန့်အမေရိကန်ကိုချက်ချင်းပြန်လည်ထွက်ခွာလာခဲ့ပါတယ်သူကသမ္မတစီတော့ရင် F1 ပေါ်မှာသတင်းထောက်တွေနဲ့တွေ့ဆုံချင်းချင်းကြမှာဆွေးနွေးပွဲနဲ့ပတ်သက်လို့သဘောထားမြင်နေကိုပထမဆုံးမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်နောက်ဖက်ဆိုရရင်ဂျာမန်ကောင်းမွန်တဲ့သဘောတူညီမှုတော်တော်များများရရှိခဲ့တယ်လို့ထရန့်ကပြောတယ် အမေရိကန်စီဖန်တနက်မွေးစဲတွေကိုမှောက်ကုန်တင်သွင်းမှုတိတိယောက်တားဆီးပေးဖို့ပြက်ကွက်ခဲ့ကြောင်းဆွဆွဲပြီးတရုတ်ရဲ့ဓာတ်ပစ္စည်းချုပ်တင်သွင်းမှုပေါ့ခု20ရာခိုင်နှုန်းစီးကျက်ထားကိုအမေရိကန်က30ရာခိုင်နှုန်းတိချက်ချင်းလျှော့ချမယ်လို့ထရန့်ကပြောတယ်။နောက်ပြီးထရန့်ဟာလက်တလုံးဆိုင်ကထားတဲ့အမေရိကန်ထုတ်ကုန်ပဲတွေဝယ်မှုကိုအမြန်ဆုံးပြန်ဆောက်လိမ့်မယ်လို့ထရန့်ကအရေးမွေးဆိုပါတယ်။ အဲဒီဆုံးဖြတ်ချက်ကိုလည်းသူကအတိအမှတ်ပြောလို့ထရန့်ကိုဆက်ပြီးပြောကြခဲ့တယ်။နိုင်ငံသားကုန်သွယ်ရေးအပြိုင်မှုတွေမှာအာယုံဆိုင်ဆုံးအကြောင်းအရာတစ်ခုဖြစ်တဲ့မြေရှားတထုကိစ္စလည်းပြေလည်သွားပြီးလို့ထရန့်ကဆက်ပြောတယ်။ဒါပေမဲ့အသေးစိတ်ကိုတော့သူကမှတ်ချက်မပေးခဲ့ဘူး။စော်ပိုင်းတော်ကတရားမြေရှားတထုတွေတင်ပို့မှုကန့်သတ်မဲ့အကြောင်းကြေညာခဲ့တဲ့အတွက်ထရန့်ကသတ်ပုံထားပြီးတော့တရုတ်ကုန်စည်ပေါ်အခွန်တရာရာဂိုင်းတို့တိုးကောက်မယ်လို့ချင်းချောက်ခဲ့တယ်။ ထရန့်နဲ့ရှိတော့နျူကလ ියر လက်နက်ထိန်းချုပ်မြဝါဒတွေကိုလည်းထည့်သွင်းစနေကြလို့ယုံကြည်ရပြီးထရန့်ကအမေရိကန်ဟာတင်းတော်တဲ့ချိန်တခုမှာနျူကလ ියر လက်နက်စမ်းသပ်မှုတွေပြန်လည်စတင်လာနိုင်ကြောင်းသတင်းတောက်တွေကိုပြောတယ်။ထရန့်ကသူနဲ့ရှိတော့ဂျာဆွေးနွေးမှုတွေမှာထိုင်ဝမ်နဲ့ပတ်သက်တိုင်မပါခဲ့ကြောင်းတည်ပြတယ်။ဒါပေမဲ့ရှုခရိန်ငင်းချိုင်းနဲ့ပတ်သက်လို့တရုတ်ကအမေရိကန်နဲ့လက်တွဲလုပ်လို့သဘောတူခဲ့ကြောင်းထရန့်ကပြောကြားသွားပါတယ်။ ဘူဆန်ကဆွေးနွေးပွဲပြီးမှထရန့်လိုပဲရှိကလည်းအစည်းအဝေးခန့်မှန်းကနေတကြိမ်ထွက်ခွာသွားခဲ့တယ်။ထရန့်က F1 ပေါ်မှာတရင်တောက်တင်တဲ့အမေးဖြေတွေလုပ်နေပေမဲ့တရုတ်ဘက်ကတော့ဆွေးနွေးပွဲရလနဲ့ပတ်သက်လို့ဘာမှချက်မှမပေးဘဲအတန်တိတ်နေစေဖြစ်ပါတယ်။ဆက်လက်ပြီးစကိုင်းတရားမှာကုံသမားတွေကိုပြပတ်ထားပြီးစစ်သားစုဆောင်မန်လေးနဲ့စကိုင်းဆက်သွယ်ထားတဲ့စကိုင်းတရားမှာလာကုံရက်ပိုင်းတွင်ကုံကားသမားတွေကိုပြပတ်ထားပြီးစစ်သားစုဆောင်နေရာကြောင့်ကုံကားချုပ်ပြေးစွာကိုရက်နောက်ထားရတယ်။ ်လောက်တလိုက်ကွန်ရက်တွေမှာစကိုင်းတရမှာဖြတ်တန်းသွားလာတဲ့ကွန်ကာကရင်ကိုမျိုးသားတွေကိုစစ်ကောင်စီတပ်ကပေါ်တောင်ဆဲဝိစစ်တဲထဲလိုက်တာလို့သိရတယ်။အဲလိုစစ်သားစုဆောင်တာကိုလောက်တလိုက်နောက်ဆုံးရက်တပတ်ကနေလာစံပထမရက်တပတ်အတွင်းလောက်ဆောင်လေးရှယ်လို့သိရတယ်။အိစင်းကနဲ့ခီးသောနေသူတွေကိုတော့စစ်တပ်နဲ့ပတ်သက်ဆက်နေသူတွေဖြစ်မှာစိုးရိမ်တာကြောင့်ကွန်ကာသမားတွေကိုပဲပြစ်မှတ်ထားလို့ရှင်းမောင်းနေကယူဆကြတယ်။မန်လေးမြို့မှာလာမဲ့စစ်မှုထမ်းပတ်စင်အတွက်လူသစ်စုဆောင်တာတွေကိုစတင်နေလို့သိရပါတယ်။ဘာနာသိန်းစစ်ကောင်စီကစစ်မှုထမ်းပတ်စင်တခုကိုလူ9000လောက်ခွင့်မယ်လို့ကြေညာတယ်ပြီးခဲ့တဲ့ စတွေမှာဆက်ငါးမှာပတ်စင်စကွန်စတင်ထားတဲ့ပတ်စင်15အထိတင်းနဲ့စင်ထားပြီးဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်မြေပြင်တိုက်ခိုက်အင်အား9000ကျော်ရရှိထားလို့အကြံပြင်ခံမှရတယ်။စစ်မှုရတဲ့နန်းစစ်နေကိုစစ်ကောင်စီတပ်ကတော်လိုင်းဖွဲ့နဲ့ထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်နေအရှေ့တန်းနေရာစီဆဲလို့နေပြီးတိုက်ပွဲကြတဲ့ရှင်တို့လက်နက်ကြအလင်းဝင်တွေလည်းရှိပါတယ်။ဆက်လက်ပြီးထိုင်းမှာရင်မတော်တဆမှုအကူအညီသူနာပြုတ်ကြောင်းသူရင်တိုက်ခံရပြီးတေဆုံး ထိုင်းမှာဆိုရတယ်ရင်တိုင်းမျိုးတစ်ခုကိုအကူအညီပေးဖို့ကြိုးစားတနာပြုတ်ကြောင့်တို့ကိုယ်တိုင်ရင်တိုင်းကံပြီးတည်ဆောင်းတယ်။အော်တိုဝါ29ရက်နေ့တုန်းကပတရားမျိုးမှာရက်လမ်းမတစ်ခုမှာရင်ငါးစီဆင်းတိုင်းမှုဖြစ်ခဲ့တယ်။အဲဒီဖြစ်စဉ်တွင်စုစုပေါင်းတောင်းတေဆောင်မြင်အောင်တရားခဲ့တယ်သူကကနောင်ရင်တိုင်းဖို့အတွက်ရှိရတော့မောင်းလိုက်ကောင်ရက်ပြီးထိခိုက်တံရသူတွေကိုအကူအညီပေးဖို့ပြေးသွားခဲ့တယ်။နောက်ပြီးဂျီယဝါဒီရဲ့ခင်မောဖြစ်သူကဲဆဲဝန်တန်ဝမ်ချောင်းလွန်အန်ချူနီကလည်း MG ကားနဲ့တိုက်မြို့တံရပြင်ထန်ရခဲ့ပါတယ်။ ရင်တိုက်မှုရဲ့အဆောင်က Toyota Founder ကားစီကအရှိန်မထိန်နိုင်မဲ့ဝင်တိုက်ခဲ့တာနောက်ပြီး Toyota Cramica စီက Founder ဝင်တိုက်ပြီးလမ်းဘက်ကဒါစီကိုတိုက်မိခဲ့ပါတယ်။ Cramica ရင်မောင်းသက်40ရွယ်ထိုင်းမျိုးသားကတေဆုံးရယ်စင်းနဲ့မှာပါဝင်ခဲ့ပါတယ်။ဂျီယာဝါဒီခင်မုန်းကိုတော့ချွန်ပူရီစေမှာရေပေါ်လုံနာအဖြစ်တင်ထားရပြီးတွေ့လို့အကြံရောက်ဆင်းရုံကအသွေးလူခံထားရပါတယ်။ဂျီယာဝါဒီနဲ့ဝမ်ချလွန်တို့ဟာဂျီယာဝါဒီရဲ့မွေးနေ့ကိုကျင်းပဖို့ခေးသူထွက်လာကရှင်တိုင်းမှုနဲ့တိုးလို့သောက်ကူညင်း ကိုယ်တိုင်ဒုက္ခရောက်ကြတာဖြစ်တယ်။ရဲတွေကတော့ဂျီယာဝါဒီရဲ့ကျဉ်ကျဉ်ယုံလောင်းကိုစီစာကတ်မှာရှယ်မီသားစုနေစီပြန်လဲပို့ဆောင်ပေးခဲ့ပြီးနိုင်ကိစ္စစီစဉ်တာကူညီပေးခဲ့တယ်။ဆလဘီနထိုးချင်းမြို့နယ်ကံကြဲမှာထိုင်ချတက်ဆွဲတဲ့ဆစ်ကန်ဝင်ရောက်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံး။မန်လေးတိုင်းနထိုးချင်းမြို့နယ်ကံကြဲမှာထိုင်ချတက်ဆွဲတဲ့ဂျပန်စစ်တပ်ကံဝင်ရောက်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးကြောင်းမြင်းကျန်ခဲမတ်တိတိုင်တာဝန်ရှိသူကပြောတယ်။အော်တိုဝါ26နှစ်မြင်းကျန်နထိုးချင်းလမ်းပိုင်းမှာရှိအင်အား50ခန်းနဲ့ဂျပန်စစ်တပ်နဲ့ပြူစောတဲ့တိုင်ချတက်ဆွဲတဲ့ကံကြဲရွာကိုတော်လိုက်တဲ့ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဆိုပါတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကစစ်သား၅ဦးသေဆုံးကတော်လင်းရဲဘော်၏ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ကန်ကျင်းရမာကစစ်ခွင့်ရဟခံမကျင်း90ဝန်းကျင်လောက်ရှိတိုက်ပွဲဖြစ်တဲ့နောက်မှာစစ်ခွေးလောင်းနေတဲ့တရားရတဲ့ကောင်တွေကိုကားရည်နဲ့မျိုးတွေကိုတဲသွားပါတယ်။စစ်ခွေးတရားက၅ကောင်လောက်ရှိပါမယ်။ကျွန်တော်ရဲဘော်၏ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။စစ်စင်တိုက်ခိုက်မှုကိုမြင်းကြံခဲ MD တိုင်းနဲ့နှထိုးကြီးမြို့နယ်ပကဖားကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်သားဆိုင်ကဲနဲ့ကုန်းတရာဘက်ကိုထွက်ပြေးဆုတ်ခွာသွားကြောင်းသိရတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။